ချယ်ဆီကသားသမားတွေထဲမှာဘသူ့ကိုထားတင်လဲဘသူ့ကိုရောင်းတင်လဲမင်္ဂလာပါကိုခန့်အစ်စတဖုတ်ဘောရှိုးအနေချူတူပါတယ်ကျွန်တော်ကိုခန့်ပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ချယ်ဆီကစားသမားတွေနဲ့ပတ်သက်ပြီး keep or sell ဆိုတဲ့ content လေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ယူဆချက်အသက်သက်တာဖြစ်ပါတယ်ခင်ဗျโอเคကျွန်တော်ဂိုးသမားနေရာစပြီးကြည့်အောင် Robert Sanchez ကျွန်တော်ကတော့ sell ပါ စာချုပ်တက်တန်းကလည်း Robert Sanchez ဒီ2030အထိရှိနေသေးတယ်ဆိုပေမဲ့သူ့ရဲ့လက်စွမ်းနဲ့ Chelsea ဆိုတဲ့ပုံရိပ်ကြီးကဘာမှမဆိုင်ဘူးဗျာ Robert Sanchez ကိုကြိုက်တဲ့ Chelsea ပရိသတ်ဆိုတာတော်တော်လေးရှားမယ် Robert Sanchez ကိုမရှိသုံးသုံးလို့နော်မဖြစ်မနေအောင်တီးအောင်တတ်နဲ့လက်ခံပေးရတဲ့ပရိသတ်ပဲရှိလိမ့်မယ်ကျွန်တော်တို့ Robert Sanchez ရဲ့ပုံပြီးတည်ငြိမ်မဲ့ဂိုးသမားတစ်ယောက်ကိုလိုတယ်ဥမာပြောရင်တော့မိုင်းကြောင်လိုဂိုးသမားမျိုးဒါမှမဟုတ်လေ Georgie Petrovic လိုဂိုးသမားမျိုး အသင်းမှာရေရှည်ဆက်ထားမယ်ပေါ့လေအဲ့တော့ကြရောဘတ်ဆန်ချက်ကိုတကယ်တမ်းကန်လန်းလာမဲ့ကလပ်မျိုးသားရှိရင်ကျွန်တော်တို့ရောင်းတင်ပါတယ်အဲ့တော့ကျွန်တော်ရောဘတ်ဆန်ချက်ကို sell ပါနောက်တစ်ယောက် Philip Jorgensen Jorgensen ရဲ့စာအုပ်တန်း2031ခုနှစ်တိရှိနေတယ် ျွန်တော်တော့ keep လုပ်သင့်တယ်လို့ထင်တယ်။ Jorginson ကိုပေးချင်နေရတဲ့လောက်ကပမာဏကလည်းမများဘူး။အသက်အရွယ်ကလည်းငယ်သေးတယ်။ Lesson ကလည်းဘယ်လိုပြောမလဲ။အရန်ကောင်းတယ်လို့ပြောလို့မရပေမဲ့အရန် Lesson စိုးနေတဲ့တဲမှာလည်းမပါဘူး။အရန်ကိုသမားတယောက်ဖြစ်နေနဲ့သုံးမယ်ဆိုရင်တော့လက်ခံလို့ရတဲ့အတွက်ကြောင့် Philip Jorginson လို့စာအုပ်တက်တန်းအရှိအကြံနေသေးတဲ့ကိုသမားတယောက်ကတော့ကျွန်တော်ကအရန်ကိုသမားတယောက်အနေနဲ့ ထားတင်တယ်လို့ထင်ပါတယ်အဲ့တော့ကြောင့် keep ပါနောက်တရားကတော့ mike panders ပေါ့နော် mike panders ကတော့ဟို sell day keep day ဆိုတာထက် loan လို့ပဲထင်ပါတယ်သူ့ရဲ့အသက်အရွယ်နဲ့စာအုပ်သက်တမ်း2032ခုနှစ်မှာကုန်မှာဖြစ်တဲ့အတွက်အငားချလိုက်လေပြဿနာမရှိပါဘူးအငားချမယ်လို့လည်းထင်ပါတယ် ဘက်ဒနယ်လီတို့ကျွန်တော်ဘက်စထရောမ်တို့ကတော့ထားလိုက်တော့ဗောနော်ဟိုတိတ်လဲသုံးတဲ့ဂူးသမားတွေမဟုတ်ဗျာအဲ့တော့ now Georgi Petrovic ပေါ့အဲ့တော့ Petrovic ကိုကျွန်တော်က keep တင်တယ်လို့တင်တယ်ကျွန်တော်ကသာ keep တင်တယ်လို့သုံးဖြတ်ပေမဲ့ချက်တီတင်ရဲ့တာဝန်ရှိတဲ့သူတွေကတော့သူ့ကိုရောင်းချဖို့အတွက်စီစဉ်နေတယ်ဆိုတော့တရင်မျိုးတွေကြားတာကတော့ တိတ်တော့စိတ်မကောင်းပါဘူး။ဂျော်ဂျီ၊ချယ်ဆီနဲ့ကမ်ဆက်လို့ပဲပြောရမှာပေါ့နော်။တကယ်တော့ဒီနှစ်ဘောလုံးရသည်မှာသာချယ်ဆီအတွက်ဆက်လက်ဂိုးဖမ်းခွင့်ရမယ်ဆိုရင်ချယ်ဆီမှာဆက်ထားမယ်ဆိုရင်သူတော်တော်ကောင်းတဲ့ level တစ်ခုထိရောက်သွားမှာဗျ။တိုးတော့ strapbot ကိုအငားချလိုက်တယ်။ဒီကရုံးကိုဖမ်းခန်းလိုက်တယ်။အဲ့တော့လည်းမတက်နိုင်ဘူးပေါ့ဗျ။ strapbot မှာသူအကောင်းဆုံးတော့ခြေသွမ်းပြခဲ့တယ်။အခုလည်းမူနာကို Euro 25တန်းနဲ့ရောင်းဖို့ကြိုးစားနေတဲ့အခါကျတော့ကျွန်တော်က ခိဖြစ်စေခြင်းပေမဲ့ sell ဂျင်နေတဲ့ချက်သီးတင်တာဝန်ရှိတဲ့သူတွေရဲ့ဆန္ဒတော့ဘယ်လုံဆန်လို့ရနိုင်ပါမလဲ။ Okay နောက်တစ်ယောက်ကျွန်တော် Levine Cooper တိတ်ထွေထူးရှင်းပြနေကြရမလို့ပါဘူး။ keep ပါ Trevor Shalova ကျွန်တော်ကတော့ keep စေချင်တယ် Shalova ဒီ Chelsea ရဲ့ DNA စစ်စစ်ကစားသမားတယောက်ဖြစ်တယ် Chelsea ပရိသတ်တွေကတော့ Shalova ကိုလက်ကောင်အဖြစ်သတ်မှတ်ကြတယ်ပေါ့နော် Now Trevor Shalova အမှားရင်းတချို့ရှိပေမဲ့အရင်ကစားသမားအဖြစ်သုံးရင်တောင်မှ Shalova က complaint သိမ့်မတ်တတ်တဲ့ကစားသမားလောက်ပမာဏအများကြီးမပေးရဘူး South Sudan 2028ခုနှစ်ထိကြံနေတဲ့အတွက်ကြောင့် Shalova ကိုအစ်တင်မှာစထိန်တားရင်ထားလို့ရတယ်အဲ့တို့ကြောင့်ကျွန်တော်ကအရင်ကတောင်းတင်းအောင် Shalova ကို keep တင်တယ်လို့ထင်ပါတယ် Now ောက်တယောက်ကျွန်တော် Wesley Fofana ကျွန်တော်တော့ sell ပါ sell ဆိုတော့ညာလဲအခုချိန် Wesley Fofana ကိုခေါ်ယူမဲ့ club တင်းကရှိမယ်လို့လည်းမထင်ဘူးနောက်လာမဲ့ဘောလုံးရသည်တွေမှာလည်းရှိလာဖို့ဆိုတာသိပြီးမလွယ်ဘူးကျွန်တော်တို့ဒီ Wesley Fofana ကိုတောင်းရှိချင်အများကြီးပေးပြီးတော့မတန်တဆဈေးနဲ့ခေါ်ခဲ့ရတယ်အသင်းကိုရောက်လာတဲ့အချိန်မှာပွဲကစားခွင့်ရတာထက် ဒဏ်ရာပြဿနာရနေတဲ့ခုနှစ်တည်းကများနေတယ်ပေါ့အဲ့တော့မတက်နိုင်ဘူးပြကျွန်တော်ကဟိုဆဲလို့ပြောပေမဲ့လည်းအစ်တင်မှာဆက်ထင်းထားပြီးသူ့မှေးသုံးရမှာပဲပေါ့ခြေသွန်းကကောင်းတယ်ခြေသွန်းမကောင်းဘူးပြောတာမဟုတ်ဘူးကျွန်တော်သဘောကျတယ်သူ့ရဲ့ playing style နဲ့ talent ဘိုင်းနော် skill ဘိုင်းက Levine ကိုကတည်းကတားတယ်ဗျာသို့တော့အဲ့လိုဒဏ်ရာပြဿနာမကြခဏရနေတာဘယ် Chelsea ပြိသက်မှာစိတ်မရှိပါဘူးခင်ဗျဒါပေမဲ့မတက်နိုင်ဘူးကျွန်တော်ဒီကစားသမားကို keep ပြီးတော့ပဲဒီတိုင်းဆက်သွားအောင်ပါပေါ့နော်ဘယ်သူမှမမွဲတာဟုတ်ပြီအဲ့တော့နောက်တစ်ယောက်ကတော့ကျွန်တော် တိုစင်အရယာဘီယိုဖြစ်ပါတယ်အရယာဘီယိုလည်းကျွန်တော်ကတော့ keep စီချင်တပတ်လောက်ကပေါင်တသိန်းရတော့အနေငယ်မေးမြန်းခြင်းစရာရှိပင်မဲ့အရန်အင်အားတောင့်တင်းတယ်လူငယ်ကစားသမားတွေအတွက်ခေါင်းဆောင်ကောင်းတယောက်ဖြစ်ပါတယ်နောက်တစ်ယောက် Benoit Badia Shine Cell ပါအဲ့တော့ Badia Shine ကချက်သီးတိမှာမဖြစ်ထွန်းတော့တဲ့ကစားသမားတယောက်လို့ပဲပြောရမှာပေါ့2030ထိ South Sudan Channel နေသေးတဲ့အတွက်ကြောင့်တင်းတဲ့ဈေးအမောင်းပမာဏတရရရင်ရောင်းထုတ်တင်တယ်လို့ထင်ပါတယ် โอเคနောက်တရားကြတော့ Azel Disasi အ Disasi ကို Aston Villa ကအပြတ်ခေါ်မယ်ဘာညာလို့တော့သတင်းကြားထားရတယ်။အဲ့အတွက်ကြောင့် Disasi ကိုကျွန်တော်က sell တင်တယ်လို့ထင်တယ်။ Disasi ကလည်း Chelsea တင်မှာမဖြစ်ထွန်းတော့တဲ့ကစားသမားပါ။ Disasi နဲ့ Badia Shine နှစ်ယောက်လုံးကိုရောင်းထုတ်ပြီးနောက်ထပ်အဆင့်မြင့်ခံစင်မှုတစ်ယောက်လောက်ကိုခေါ်မယ်ဆိုရင်တော့ပို့ပြီးတော့မိုက်တယ်။ဒါပေမဲ့ဒါကျွန်တော်တို့ဖြစ်စေချင်တာပေါ့လေ။ Bastoni ရခဲ့ရင်တော့ဘယ်ပြောကောင်းမလဲ။โอเคအဲ့တော့ကျွန်တော်နောက်ထပ်ကစားသမားတစ်ယောက်ကိုကြည့်အောင်။ Ma Kukureya ဖြစ်ပါတယ်။ Kukureya ရဲ့စာအုပ်သဏ္ဍာန်ကျွန်တော်2028 ှစ်မှကုန်မှာဖြစ်တဲ့အတွက်ကြောင့်အနည်းငယ်တော့ကြံနေသေးတယ်။ကုကူတွေကအကောင်းဆုံးအသက်အရွယ်ရောက်နေတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ keep တင်တယ်လို့ယူဆပါရခင်ဗျ။နောက်တစ်ယောက် Melo Gusto keep ပါပဲ။အဲ့တော့ Melo Gusto ရဲ့ဆွမ်းဆောင်ရည်ပိုင်းကအရင်တက်လာတယ်လို့တော့မဟုတ်ဘော့သို့တော့ကျွန်တော်ရေအရင်ကစားသမားတယောက်အဖြစ်အနေနဲ့သုံးမယ်ဆိုရင် Melo Gusto ကသုံးလို့ရတဲ့အခြေအနေမျိုးမှာရှိတယ် right back တနေရာလည်းမကောက်ဘူး left back တနေရာလည်း သူကစားနိုင်တယ်အသင်းမှာလည်းဟိုအတိုင်းတာတစ်ခုတည်းကြောင်းကစားပြီးဖြစ်တဲ့အတွက်ကြောင့်အထာတော့သိနေပြီနောက်ထပ်ကစားသမားတယောက်ခေါ်မယ်ဆိုရင် Melogusto ရဲ့တန်ကြီးမျိုးလောက်နဲ့ Melogusto level ရချင်မှာတော့ရပါလိမ့်မယ်အဲ့အတွက်ကြောင့် Melogusto ကျွန်တော်ကတော့ keep ချင်တာပါကဲနောက်တယောက် Reese James Reese James ကတော့ပြောရခက်တယ်ဗျကျွန်တော်ရဲ့ဟိုစိတ်ရင်းမှန်နဲ့ပြောမယ်ဆိုကျွန်တော်ကတော့ Reese James ကိုတင့်တင့်နဲ့ဈေးပမာဏတရက်ပေးတဲ့ club သင်းရှင်တော့ရောင်းစီခြင်းတယ် ဒါပေမဲ့မလွယ်ပါဘူး Reece James ရဲ့ဒဏ်ရာပြဿနာတွေကကျွန်တော်တို့မြင်သလိုမျိုးတခြား club တင်းတွေကလည်း Rick Suby ခေါ်မယ်လို့မထင်ဘူး Real Madrid က Reece James စထွန်းတောက်စီအချိန်ကာလတုန်းကကြီးမျိုးနဲ့သာကမ်းလှမ်းမယ်ဆိုရင်တော့ဒါတော့ရောင်းတင်တယ်ပေါ့နော်အခုချိန်မှာ Reece James ကိုကျွန်တော်တို့ကသုံးတာသုံးနေရတာ James ကြီးက ဟိုလုံလောက်တဲ့အရင်တော့ James လိုမျိုးပေးစွမ်းနိုင်တဲ့စိတ်ခံစားချက်မျိုးမရတာတော့အမှန်ပဲဒါကျွန်တော် risk ကိုမကြိုက်လို့ပြောတာမဟုတ်ဘူးကျွန်တော်စိတ်ထဲမှာဖြစ်စေခြင်းနဲ့ပုံတံအခင်းချင်းကိုဆွေးနွေးတာပါဒါမဲ့မတက်နိုင်ဘူးကျွန်တော်တို့ လက်ရှိအခြေအနေကလည်း Wesley Fofana need လို့မျိုးပဲ keep ပဲ keep ရမှာ။ဘာကြောင့်လဲဆိုတော့သူတို့ပေးချေနေရတဲ့လောက်ခပမာဏတွေကများပြားတယ်လို့သူတို့ရဲ့ပြောင်းရွှေ့ကြီးတွေကလည်းများပြားတဲ့အတွက်ကြောင့်တုံတုံ club တင်ဟာဝယ်မှာမဟုတ်ပါဘူး။ဆိုတော့ Wesley Fofana reshape တေချာလေးပေါ့နော် cute side သုံးရင်းနဲ့ keep တင်တယ်လို့တော့ကျွန်တော်ယူဆပါတယ်။ Okay နောက်တရတော့ Josh Achimbaum ပါ keep ပါ Moses Caicedo keep ပါ Andrew Fernandez keep ပါအဲဒါမဲ့ keep လို့ဒါကျွန်တော်ပြောနေပြီမြဲ Andrew Fernandez ရဲ့ အခြေအနေလေးကိုတော့ကျွန်တော်အနည်းငယ်ဖြည့်ဆွက်ဆွေးနွေးခြင်းနဲ့ဗျ Fernandez ကစံချိန်လေးပြောင်းရွှေ့ခြင်းနဲ့ကျွန်တော်တို့ခုတ်ခဲ့ရတဲ့ကစားသမားတယောက်ဒါ South တန်2032ခုနှစ်ထိဆိုတော့ဒါ IC ပဲလေရရှိအများကြီးကြံနေသေးတယ်တိုးတော့ Fernandez ကိုတောင်ရင်ကြီးတွေကြိုက်လို့ဆိုပြီးပြောင်းရွှေ့ခြင်းပေါင်တန်း120တို့130တို့ ေးတဲ့အချိန်ကြရင်ကျွန်တော်ဘလို့လုံးတင်လဲဆိုတဲ့အပိုင်းတော့အနေငယ်စဉ်းစားရပါလိမ့်မယ်ဒါမဲ့လည်းအဲ့လောက်ငွေချေမောင်းပမာဏပေးပြီးကန်လန်းမှုဆိုတာမလွယ်ပါဘူး Fernandez ရဲ့အသက်အရွယ်ကလည်းကျွန်တော်24ရောက်ပြီးတိတ်မကြိုက်အချိန်တွေဒါ25တို့26တို့ရောက်မှဖြစ်တဲ့အတွက်ကြောင့်ဒီလောက်အမောင်းပမာဏရင်းပြီးခေါ်မဲ့ club ကလည်းဒါခက်ရှာရှာ Kola Hala တရင်တွေထွက်မှာပေါ့ဗျာ Real Madrid ကဘာညာပေါ့ကျွန်တော်ကိုယ်တိုင်လည်း Enzo fan ပါ Enzo တော့အစ်စ်မှာဆက်ပြီးတော့ရှိစီကြပါတယ် Okay နောက်တစ်တရားကတော့ Truthbury Hall ပါကျွန်တော်ကတော့ sell တဲ့နယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ hall ကိုအရင်ကသားသမားတယောက်အဖြစ်သုံးတယ်ဆိုရင်တောင်မှအဲသူစီကကျွန်တော်အရင်မရဘူးလို့ထင်တယ်ဗျ။အဲ့လို super set အဖြစ်ကစားရလောက်အောင်လဲ Truthbury Hall စီကဘာမှမျော်လင့်လို့တော့မရဘူး။သူ့အသက်ရွယ်ကလည်းအနေငယ်ကြံနေသေးတယ်။ရောင်းမယ်ဆိုရင်လည်းကျွန်တော်ဝဲဥစဉ်အချင်းကလာတော့ကပြောင်းရွှေ့ကြည့်တော့အသာလေးပြန်ပြီးတော့ရတယ်။အဲ့ဒီတော့ကျွန်တော်တို့ Truthbury Hall ကိုရောင်းထုတ်စီခြင်းပါတယ်။ကဲနောက်တစ်ယောက်ကျွန်တော်ကိုပါမာပါမာရွှေကိုကတော့ဟို keep ပဲပြောရမှာပေါ့နော်ဘလို့မှရောင်းထုတ်မသိတဲ့ကစားသမားတယောက်ဖြစ်ပါတယ်ခင်ဗျာကဲနောက်တစ်ယောက်မိုက်ခေးလို့မူဒရစ်မူဒရစ်ကတော့ဘာပြောရမှန်းမသိတာကျွန်တော်ကဟိုစစ်စစ်ကျွန်တော်က sell တို့ keep တို့ပြောနေပြီမယ်ဝယ်တဲ့ club လည်း ရှိမှာမဟုတ်ဘူးကျွန်တော်ရောင်းထုတ်ဖို့လည်းအဆင်ပြေအောင်မှာမဟုတ်ပါဘူးနောက်တစ်ယောက် Tariq George George ကိုတော့ကျွန်တော်က sell the keep the tag လုံးလုံးတင်တယ်လို့ထင်တယ် Tariq George မှာဖြစ်နိုင်စွမ်းအများကြီးရှိတယ်သူဖြစ်တဲ့ချင်းရှိတယ်စွမ်းဆောင်ရမျိုးတွေလည်းဒီနေ့ရာဒီမှာပြတ်သားခဲ့တယ်ဒါပေမဲ့ Chelsea မှာဆက်နေရင်တော့ဒီလိုလိမ်ဖယ်လိမ်ဖယ်နဲ့ပဲသူဖြစ်နေမှာ Premier League ကတန်းတက်လာတဲ့အသင်းတစ်သင်းဥပမာပြောရင် Burnley တို့ Sunderland တို့လိုအသင်းတွေမှာအငားသွားရောက်ကစားပြီးတော့သူ့ရဲ့ခြေလုံးဒီထက်ပိုတိုးတက်အောင်စွမ်းဆောင်တင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျ Okay နောက်တစ်ယောက် Pedro Nat တို့ခိပါခင်ဗျာနိုနီမရီယကေတောင်ရွှေ့ကြီးမြန်မြန်ပေးပြီးကမ်းလှမ်းလာမယ့် club ရှင်တော့ကျွန်တော်က sell တင်တယ်လို့ထင်ပါတယ်မရီယကေရဲ့ဆွမ်းဆောင်ရည်ကဒီတက်ပို့ပြီး တက်လာနိုင်ကြရအကြောင်းမရှိတော့ဘူးလို့ကျွန်တော်ထင်လို့ပါ Necklace Jackson ဈေးကောင်းရရင် Nonimadu Yaki နီးတူပဲကျွန်တော်ကတော့ရောင်းချတဲ့နယ်လို့ထင်ပါပုံမှန်လင်းလင်းပြောမယ်ဗျာ Madu Yaki တို့ Necklace Jackson တို့ Chelsea နဲ့ live ဖတ်တဲ့ကစားသမားရေလို့ကျွန်တော်မထင်ပါဘူးနောက်တစ်ယောက် Christopher Angel ကို sell down မှာလုံးဝ double sell ဖင်ထောင်ပြီးတော့ sell လို့ offer ပြချင်တယ်ကစားသမားတို့တော့ဒီကစားသမားရဲ့စိတ်တဲ့ပိုင်းနဲ့ခံယူချက်ပိုင်းကိုဘယ် club တင်းမှမယုံကြည်တဲ့အတွက်ကြောင့်သူ့ကိုခေါ်ဖို့ လက်တွန့်နေကြပါနောက်တရားတော့မဂီယူဂီယူရောကျွန်တော် Tariq George နဲ့အမြင်ချင်းအနေငယ်ကြွားတယ်ဂီယူက Tariq George တက်တစ်ဆင့်တော့မြင့်နေဗျာအဲ့တော့ကြောင့်ဂီယူအရန်တိုက်စစ်ကစားသမားအဖြစ်နဲ့ထားမယ်ဆိုရင်ပြောပြောဆိုတတ်လာနိုင်တဲ့ chart တိတယောက်အဲ့တော့ကြောင့်ကျွန်တော်ကတော့ keep တင်တယ်လို့ထင်ပါတယ် နောက်ဆုံးတစ်ယောက် David Detro Fufana ဆဲလ်ပါ Detro Fufana ရဲ့ဟို Chelsea ကတော့ဘောကပြီးသွားပြီလို့တောင်ပြောလို့ရတယ်အသင်းမှာဆက်ပြီးတော့နေမယ်ဆိုရင်တော့မှဒုတိယ DDR draw ပါဖြစ်လာဖို့မပြောနဲ့ဒုတိယ Nicholas Jackson တော့ဖြစ်လာမှာမဟုတ်တဲ့အတွက်ကြောင့်တင့်တင့်နဲ့ဈေးရရင်ရောင်းတင်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဒါတော့ Chelsea ကသားမိုင်းနဲ့ပတ်သက်ပြီးဘယ်ကသားမောင်းရောင်းတင်လဲဘယ်ကသားမောင်းအသင်းမှာဆက်ထားတင်လဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးခဲ့တာပါကျွန်တော်ညီကိုရဲ့အမြင်လေးကိုလည်းသိချင်ပါတယ်ကောမန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်တော်လို့ရပါတယ်